ကျွန်တော်ကတော့ဒီအခုဒီနေ့ထွက်ရှိမဲ့စာရင်းနဲ့ဦးလန်းချောင်းပြဿနာဆွနွေးဖြေရှာဆွဲစာအုပ်ကိုရေးသားခဲ့တယ်။သူတို့ယောဂကုနဲ့အာဟာရထုတ်ပြုဆရာဝန်ဒေါက်တာရေပြင်းဖြစ်ပါတယ်။အဲဒီနေ့ခင်မှာစာရင်းဦးလန်းချောင်းဆိုင်ရာယောဂတွေရပါတော့ကျွန်တော်မြန်မာနိုင်ငံပါဝင်ကမ္ဘာတော်မှာအယောင်အဖြစ်များလာပါတယ်။ဒါမှမဟုတ်အားလုံးအတွက်လိုအပ်နေတဲ့ကျန်းမာရေးကွက်လက်စာဖတ်သူတွေအတွက်လည်းတကယ်ကိုအကျိုးရှိစေမယ့်အဲစာပေတွေကိုရေးသားခြင်းနဲ့စိတ်ဆန္ဒနဲ့ဒီစာအုပ်လေးကိုချိန်များစွာယူပြီးရေးသားပြုစုခဲ့ပါတယ်။ တော့ဒီအခုဒီနေ့ထွက်ရှိမဲ့စာရင်းနဲ့ဦးလန်းကြောင်ပြဿနာဆွေးနွေးဖြေရှာဆွဲစာအုပ်ကိုရေးသားခဲ့တယ်။သူတို့ယောဂကုနဲ့အာဟာရအထူးပြုဆရာဝန်ဒေါက်တာရေပြင်းရင်ဖြစ်ပါတယ်။အဲဒီနေ့ခင်မှာအစာရင်းဦးလန်းကြောင်ဆိုင်ရာယောဂတွေရပါတော့ကျွန်တော်တို့မြန်မာနိုင်ငံပါဝင်ကမ္ဘာတော်မှာအရင်အဖြစ်များလာပါတယ်။ဒါမှမလို့အားလုံးအတွက်လိုအပ်နေတဲ့ကျန်းမာရေးကွက်လက်စာဖတ်သူတွေအတွက်လည်းတကယ်ကိုအကျိုးရှိစေမယ့်အဲစာပေတွေကိုရေးသားခြင်းနဲ့စိတ်ဆန္ဒနဲ့ဒီစာအုပ်လေးကိုချိန်များစွာယူပြီးတော့ရေးသားပြုစုခဲ့ပါတယ်။ဒီစာအုပ်လေးမှာဆိုလို့ရှိရင်တော့ဒီအစာရင်းဦးလန်းကြောင်နဲ့ပတ်သက်တဲ့ကျန်းမာရေးဘူတုဒ္ဒရာတွေကိုအခြေခံအစပြီးတော့ ခုနောက်ဆုံးပေါ်တွေ့ရှိချက်တွေစီပေါ့နော်ပြည့်ပြည့်စုံစုံယောဂတခုချင်းစီရဲ့အကြောင်းတွေစေဝါကုထုံးတွေယောဂရှာဖွေနည်းတွေအဲဒီယောဂတွေကိုချင်းကကုသတဲ့အခါမှာအသုံးပြုရမယ်အဲကုထုံးတွေအာဟာရဆိုင်ရာအကျံပြုချက်တွေဖြည့်ဆွတ်စာနဲ့ပတ်သက်တဲ့အကျံပြုချက်တွေကျောင်းကျုပ်ကဈေးပညာရဲ့အယူအဆတွေကိုပြည့်ပြည့်စုံဖော်ပြထားပါတယ်ဈေးပညာဘုဒ္ဓတာစာအုပ်ဆိုပေမဲ့လည်းအဲဒီပြင်းရင်ညီငွေမတော်အောင်လို့ပေါ့နော်အဲစာဖတ်သူကိုစကားပြုတ်ဟန်နဲ့ရေးပေးထားပါတယ်အခုလိုကမ္ဘာနဲ့ဝမ်းမှာဆိုရှယ်မီဒီယာကိုပဲအသုံးများလာတဲ့ခေတ်မှာဒီလို printed စာပေလို့ခေါ်တဲ့စာအုပ်တွေရေးသားထုတ်ဝေရတာအရင်ပဲ ဒီ challenging ဖြစ်တယ်ပေါ့နော်စင်ခေါ်မှုတွေအများကြီးကိုရင်ဆိုင်ရတယ်ပေးလဲရတဲ့အချိန်နေအသုံးလဲရတဲ့ကာယအားညာနာအားရနေဆိုရင်ပြန်ရတဲ့အကျိုးမြတ်ကပြောမယ်ဆိုရင်နည်းတယ်လို့ပြောလို့ရပါတယ်ဒါကြောင့်မလို့ဒီလိုလုပ်ငန်းတွေကကျွန်တော်တို့ကအကျိုးမြတ်အတွက်လောက်တာမဟုတ်ပါဘူး ကျွန်တော်တို့ရဲ့မိတ်ဆွေတွေကျွန်တော်တို့အားကိုးကြတဲ့လူနာတွေရဲ့ကျမကြီးအကျိုးကျေးဇူးတွေကိုရှေ့ရှုပြီးတော့ပြန်မှန်းခံပြီးလုပ်တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အကျိုးမြတ်ဆိုတာကတော့မိတ်ဆွေတို့ကျမသွားရဲဆိုတော့ဒါကျွန်တော်တို့လူချင်းနဲ့ရည်ရွယ်ချက်ပန်းနိုင်ကိုရောက်တယ်ပေါ့နော်။အခုစာအုပ်လေးကတော့ဒီနေ့မှစပြီးမိတ်ဆက်တယ်ဆိုပေမဲ့လည်းအဲတချို့တွေရဲ့လက်ထဲကိုတော့ရောက်နေပါပြီ။ကောင်းတဲ့ review တွေလည်းရရှိထားပါတယ်ခင်ဗျာ။ကျွန်တော်တို့ဒီလိုမျိုးပေါ့တကယ်ကိုပဲ balance diet ရဲ့စားနေတယ်ဆိုရှင်ဒါပြဿနာမရှိဘူးနော်။ပြတ်သူပဲဖြစ်လို့မစားဘူး junk food တွေလည်းပဲအများအားစားမယ်ဆိုဒီအာရဓာတ်တွေကလည်းနည်းနေတယ်။ဒီပွဲလေးကတော့တက်ရမှာပေါ့နော်။ဘာလို့လဲဆိုနံပါတ်1 က်ကဒေါက်တာရေပြည့်ဟင်းကကျမရဲ့တပည့်ဖြစ်ပါတယ်เนาะ ဟိုစာပေါ်ဒီ nutritionist လို့ပါကျမတို့ဒါအဟာရဆရာဝန်ဆိုတာလည်းနည်းတယ်လေအဲ့တော့ဒါလည်းတပည့်ဖြစ်တဲ့အကြောင်းရယ်နောက်ပြီးတော့မှ तू ကလည်းဒီစာအိမ်အင်္ဂလန်ကျောင်းနဲ့ပတ်သက်ပြီးတော့မှရေးထားတာပေါ့နော်အဲ့တော့ဒီစာအုပ်ကပြောမယ်ဆိုရင်တော်တော်လေးကိုပြည့်စုံတယ်လို့တော့ပြောရတယ်နော်ဘာလို့ဆိုရင်ကျမတို့တွေရဲ့အားလုံးဘဝမှာစဉ်းစားကြည့်လိုက်အစာဘလောက်ပဲဆက်စားပေါ့အစာအိမ်အင်္ဂလန်ကျောင်းကမဆုပ်ယူနိုင်ဘူးဆိုလို့ရှိရင်ဒီစားတဲ့အစာစာတွေကအကုန်လုံးကဆိုလို့ရှိရင်အပြင်းပြန်ထွက်သွားတာပဲအဲ့တော့ဒီအစာအိမ်အင်္ဂလန်ကျောင်းကောင်းနေမှသာလင်မဲပေါ့နော်ဟိုဒါအစာတွေကဆုပ်ယူမယ်ဆုပ်ယူလို့ရှိရင်အာဟာရပြည့်ဝမယ် ဒါလေးကအခြေခံပဲပေါ့ဘယ်ကလေးအခြေခံလဲလို့ပြောမွေးကလေးအခြေခံလို့ပြောလို့ရပါတယ်ဒါကြောင့်မို့အခုခေတ်နောက်ပိုင်းမှာလဲကျမတို့ရဲ့ဒီ modern life ပေါ့နော် lifestyle ကအရင်ပြောင်းသွားပြီเนาะကြကြောင့်မို့လဲဥပမာလူငယ်တွေမှာဆိုလို့ရှိရင်ဒါ cancer ဖြစ်တာတွေလို့နောက်ပြီးတော့မှ IBS လို့ခေါ်တဲ့เนาะဟိုကအစာစားပြီးဝန်းသွားတာမျိုးဆိုတာဘာလဲဆိုကိုယ့်ရဲ့ lifestyle တွေကလဲပြောင်းသွားတဲ့အချိန်မှာဖြစ်လာတာ အဓိကကတော့ဘာအကြောင်းမို့လဲဆိုကက်မီကယ်ပေါ့နော်ကက်မီကယ်ကြောင့်မို့ဖြစ်တာရဲ့နောက်တစ်ခါကျတော့မိုက်ခရိုဘိုတာဆိုတဲ့အကောင်လေးတွေနေသွားလို့ရပေါ့အဲ့တော့ဒါလေးတွေကိုလည်းကြာစာအုပ်လေးကိုကြည့်လိုက်တဲ့အခါကျတော့ဒါကအဆပေါ့နော် အသေးစိတ်လေးရေးထားတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်မလို့အမအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒါအာစာရေးဆရာပေါ့နော်ဒေါက်တာရဲပြည့်ဟင်းကိုလည်းတကယ်ကိုပဲ congratulation လဲလုပ်တယ်တကယ်ကိုပဲသူ့အစားလဲကုန်ယူတယ်ပေါ့နော်။ငါတို့ရဲ့ဒီစာလင်းမြန်မာနေပြီးတော့မှလည်းဒါအာစာဖြန့်ချိမဲနောက်လင်းမြန်မာနေပြီးတော့မှလည်းဒါပွဲလေးတွေလုပ်ပေးတယ်ဆိုတော့ဒါအရန်ကိုပေါင်းတဲ့ဟိုအစ်ဟိုပါပေါ့ event နေတစ်ခုလို့လည်းမအားတော့ပြောလို့ရပါဘူး။ เนาะဒါကြောင့်မို့လာပြီးတော့မှကိုယ်တိုင်လေးလာပြီးတော့မှဒါအမှန်တမ်းပြောတော့နော်ခါနာရဲ့နဲ့ပေါ့เนาะလာပြီးတော့မှတက်ရောက်ချင်းမြင်ပေးတာလို့တော့ပြောချင်ပါတယ်ရှင်ကိုယ့်ရဲ့တည်ထားတဲ့အသိပညာကိုသူတိုင်နဲ့ကိုမိခင်ကိုဘာပြောရောเนาะအဲကင်ဆာယောဂဖြစ်တဲ့နေ့ကတည်းက သူအခြေကြကြလဲနေသွားတယ်။မတော့ကောင်းကောင်း wellness company ကတော့ကြီးကြီးလင်းဖြစ်ပါတယ်အရှင်။ကျွန်တော်ကောင်းကောင်း wellness company ကဒီမာပြူရောက်တာ2020ခုနှစ်ဖေဖော်ဝါရီ29ရက်နေ့ပါ။အခုဆိုရင်ပေါ့နော်9နှစ်မြောက်ရောက်ပါပြီရှင်။ကျွန်တော်တို့ဒီမှာပေါ့နော်ဟိုနုံမုံနဲ့ပတ်သက်ပြီးတော့ဟိုဟာပေါ့နော်တင်သွင်းထားပါတယ်။ကျွန်တော်တို့ဆီမှာကတော့အစီထုတ်ထားတဲ့နုံမုံပေါ့ SMB ပေါ့နော်။အဲ့ဒီဟာရဲ့မလိုင်ပြည့်နုံမုံပေါ့နော် WMP ဆိုပြီးတော့ထုတ်လုပ်ထားပါတယ်။ packaging ကတော့380 gram နဲ့22 gram လေးထုတ်ထားပါတယ်။ ်ဒီဆရာရဲ့ပြည့်ဟင်းရဲ့အောက်တိုဘွဲမှာကျမတို့ပါဝင်ရတဲ့ဆရာရဲ့ပြည့်အင်းအားလဲ nutritionist ရဲ့ integrative medicine လုပ်နေတဲ့အတွက်ကြောင့်မို့လို့ကျမတို့ရဲ့ကောင်းကောင်းမှုမှုကိုလည်းသူ့ရဲ့ patient တွေအတွက် on ပေးတယ်ပေါ့နော်ကျမတို့ကလည်းအဲပေါ့နော်နှစ်ဦးနှစ်ဖက်ပေါ့နော်ဆရာနဲ့လည်းဟိုပါပေါ့နော်အကျိုးပြုတဲ့အတွက်ကြောင့်မို့ဆရာရဲ့ဘွဲမှာကျမတို့ပါဝင်ခြင်းဖြစ်ပါတယ်ရှင့်အဲကျွန်တော်တို့ကဒါတုဒ္ဒစာပေလို့ခေါ်ပါတယ် အဲဘုဒ္ဓတာတွေကိုအအများပြည်သူအမျှဝေတဲ့စာပေမျိုးစားပေါ့နော်အဲ့တော့သုဒ္ဓစာပေရေးသားတဲ့ခါမှာတော့အဓိကတော့အချက်အလက်အကိုကနောက်ပြီးခါကျရင်ဒီသိပညာနဲ့ပတ်သက်တဲ့အယူအဆတွေမှန်ကန်မှုပေါ့နော်အဲ့တော့ပညာဝန်စာပြည့်ပြီးတာတော့မှအရင်သင်းပေါ့နော်ကိုယ့်ရဲ့ခေါင်းထဲမှာဒီရေးမဲ့အကြောင်းအရာတွေ ready ဖြစ်တာတော့မှချရည်လိုက်တဲ့ခါမှာတော့၃လလောက်နေရောညပါပေါ့နော်အဲကျွန်တော်တို့ရည်စားထားသလိုပေါ့နော်မိုးလင်းရမိုးကျူဒီစာအုပ်လေးအကြောင်းပဲစဉ်းစားပြီးတော့ရည်သားပြုစုခဲ့ပါတယ်တနင်္သမီးစိပညာနဲ့ပတ်သက်တဲ့ဘုဒ္ဓတာတွေအဲအချက်အလက်တွေဖြစ်တဲ့အတွက်အမှားရင်းမပါအောင် နောက်ပြီးတဲ့အခါမှာတာမန်ပြည်သူလူထုဖတ်ဖို့အတွက်အဓိကရည်ရွယ်ထားတာဖြစ်တဲ့အတွက်အင်္ဂလိပ်လိုအသုံးအနှုန်းနေစေပညာဆိုင်ရာ ော်တွေကိုလည်းအားလုံးရင်းနှီးကျွမ်းဝင်ပြီးလွယ်ကူအောင်လို့မြန်မာမှုပြုပေးထားတယ်အတန်အတွက်တွေကိုလည်းမြန်မာလိုပဲဖလှယ်ပေးထားတယ်ပေါ့နော်အခုတဲ့ခါကျရင်စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကများတဲ့အတွက်နောက်ဆုံးမှာပေါ့နော်ဝဟရာစီးရင်နေနဲ့ကိုပြန်ရှာဖတ်ခြင်းတဲ့အကြောင်းအရာတို့တစ်ခုချင်းစီကို ABCD နေနဲ့လည်းစီစဉ်ပေးထားတယ်ပေါ့နော်ရန်ကုန်စီးရုံကြီးကနေအနားယူရတဲ့အငိမ့်စားပေါမောက်ခါအဆိုင်ဝင်လမ်းကြောင်းတစ်ခုဆရာဝန်ကြီးဒေါက်တာဦးသိမ်းမြင့်အမသာနဲ့လည်းပါရှိပါတယ်ဆရာကြီးကတော့မိသားစုတိုင်းဆောင်ထားတဲ့စာအုပ်တို့လို့ပြောပါရခင်ဗျာမင်္ဂလာပါကျွန်မကတော့ဒီဂျိုမားမြန်မာကုမ္ပဏီကဒါ operation manager မနက်တောင်လည်းမှာရှင့် ဟုတ်ကျွန်တော်တို့ Nusa Wellness မြန်မာ branch အနေနဲ့ကျွန်တော်က consultant ပေါ့နော်အဲ့ဒီအနေနဲ့ကျွန်တော်ဒီမှာပါဝင်တော့ပါဟုတ်ဒီနေ့ကတော့ဒါဆရာဒါရေပြည့်ဟင်းရဲ့အဆိုင်နဲ့ဦးလန်းချောင်းစာအုပ်မိတ်ဆက်တဲ့ပွဲလေးပေါ့နော်အဓိကပါဝင်ပြရတဲ့အကြောင်းရင်းကတော့ဒါဆရာကိုရိုင်းကလည်းကျွန်တော်တို့ဒီဂျိုမားမြန်မာ company Nusa Wellness မြန်မာ branch မှာ အတိုင်းမင်္ဂန်ဆရာဝန်နေနဲ့အတူတူပူးပေါင်းပြီးတော့လှုပ်ဆောင်နေတာတကြောင်ရယ်ပေါ့နော်အပြီးတော့ရင်ဒါဆရာရဲ့ပညာပို့တာကိုကျွန်တော်တို့လုပ်ငန်းအနေနဲ့ရလဲဒါအပြေးဝယုံကြည်တဲ့အတွက်ကြောင့်ရယ်ဒါနောက်တစ်ချက်ကတော့ဒီဆရာရေးထားတဲ့အဆိုင်နဲ့ဥလန်းချောင်းနဲ့ပတ်သက်တဲ့ပို့တာပေါ့ဒါကိုလူတိုင်းသိဖို့ယုံတယ်လို့လည်းကျွန်တော်တို့ကမြင်တယ်အဲ့ဒီအတွက်ကြောင့်လည်းဒီနေ့ပွဲလေးမှာပါဝင်ပြတ်တာဖြစ်ပါတယ်ရှင်ဒီအဆိုင်ဥလန်းချောင်းပြတ်တဲ့နေဆိုလဲနာတာရှိယောဂါလို့ခေါ်ပါတယ်နာတာရှိယောဂါတွေပူးတာတဲ့အခါမှာဆေးဝါးတစ်ခုတည်းနဲ့မပြည့်စုံပါဘူးအဲဆေးဝါးပြေအာဟာရဆိုင်ရာကြံပြူချက်တွေတချို့လူနိုင်မှာဆိုတော့အာဟာရကုထုံးပေါ့နော်အာဟာရနဲ့ကုရတဲ့ ကုသမှုတွေပြီးရခါကြလို့ရှိရင်ဒီခုန lifestyle လို့ခေါ်တဲ့ဒီဘဝနေထိုင်မှုနဲ့ပတ်သက်တဲ့အကြံပြုချက်တွေ functional medicine လို့ခေါ်တဲ့ဒီအစာရုံလမ်းကြောင်းယောဂဘာကြောင့်ဖြစ်လဲဆိုတဲ့အကြောင်းရင်းယောဂဇင်းမြစ်ထိအဲဆင်းပြီးတော့ကုသတဲ့ကုသမှုတွေပေါ့နော်ဒီလိုတွေနဲ့အောင်းဆက်ပြီးတော့ကုသမယ်ဆိုရင်တော့ပို့ပြီးတော့ ကောင်းပေါ်မှာတယ်ဘလိုပဲဖြစ်ဖြစ်ကဘာနဲ့ဝမ်းမှာလက်ရှိချိန်မှာဆရာဝန်တွေကအရန်လုံများတဲ့အတွက်ဒီကျမကြီးဘူသူတရီလူနာတွေဆောင်ရွက်ဆောင်ရွက်နေကိုပြည့်စုံအောင်ပြောပြဖို့အတွက်အချိန်လိုအပ်ချက်ရှိတယ်ပေါ့နော်ဒီလိုအပ်ချက်ကိုဖြည့်ဆွမ်းပေးတဲ့အနေနဲ့ဒီစာအုပ်ထဲမှာဆိုရင်တော့မေဆူတို့ကစာအုပ်တို့ဖတ်လိုက်တာနဲ့ဆိုင်ဝင်လမ်းကြောင်းနဲ့ပတ်သက်ပြီးကိုသိကျင်တဲ့ဘူသူတရီကို detail ပေါ့နော်အသေးစိတ်သိခွင့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ နင်းမြန်မာ mobile application ကိုဖွင့်လိုက်လို့ရှိရင်ဆရာဒေါက်တာရဲ့ပြင်ရဲ့အစာအိမ်ဦးလမ်းကြောင်းအောင်နဲ့ပတ်သက်တဲ့စာအုပ်ဆိုပြီးတော့ကျွန်တော်တို့ဒီ app ထဲမှာရှိပါတယ်အဲဒီဟာလေးကိုဟိုချင်းစီချင်းတော်နေတဲ့ထည့်ပြီးတော့အဲဒီမှာ order တင်လိုက်လို့ရှိရင် payment အစုံနေနဲ့လည်းတခါတည်း pay ချေလို့ရပြီးတော့ကိုယ့်ရဲ့လိပ်စာနဲ့ဖြည့်တွင်လိုက်လို့ရှိရင်တော့နောက်တစ်ရက်ဆိုရင်အိမ်ကို deliver ဖြစ်သွားပါတယ်ခင်ဗျာ အာစာအုပ်ကတော့ဒီမှာပထမအဆုံးကျွန်တော်တို့က2000 2000နဲ့ရောင်းချပါတယ်ဒီပွဲမှာဆိုလို့ရှိရင်ဒီလက်ဆောင်ပစ္စည်းတွေအများကြီးရလို့ဒီစာအုပ်ကပုံမှန်2000 2000နေပြောဟိုဝါရပင်းပေါ့နော်ဒီထုတ်ပိုးထားလေးနဲ့ဆိုရင်တော့ကျွန်တော်တို့2000 2000နဲ့ရောင်းချပါတယ်ခင်ဗျာညီမကတော့ခင်ပြေဆုံးလုံးဖြစ်ပါတယ်ညီမကတော့ Mega Planet Company က Operation Manager တယောက်ဖြစ်ပါတယ်အာဒီနေ့ညီမတို့ဒီပွဲလေးမှာတော့ပေါ့နော်ညီမတို့ company နေနဲ့ Mega Planet Company နေနဲ့ကတော့ Save Sponsor နေနဲ့ပါဝင်ပေးဖြစ်ပါတယ်ပါဝင်ပေးရတဲ့အကြောင်းကြီးကတော့ညီမတို့က အာငကိုရဲကလည်းဒေါက်တာရဲနဲ့လည်းလက်တွဲလုပ်ကင်နေတာကြာပြီအခုရှိထီလည်းလက်တွဲလုပ်ကင်နေရပေါ့နော်အတော့ဆရာကအဆောက်လေးထုတ်မယ်ဒီဆိုင်နဲ့ဦးလန်းကျောင်းတက်ဆောက်လေးထုတ်ချင်တယ်ဆောင်းမွေးဆက်ပွဲလေးလည်းလုပ်မယ်ဆိုတော့ပေါ့နော်အဲ့အတွက်ကိုကူညီပေးပြစ်တာပါဒီဥစ္စာတဲ့ဆရာဝန်ပဲတဲ့သူကတနာလို့တဲ့ဆရာဝန်အပေါ်ပြီးတော့ဟိုတတ်လို့ရှိရပေါ့နော်အခုဖြစ်မှာဆိုရင်တော့သူကတနာလို့လို့နေတာဆရာလို့ sharing လို့တဲ့ဆရာဝန်များကြီးလို့အပိုင်းဘာဖြစ်လို့လဲဆိုတော့ဒီလားကိုကူတာရေးဆေးရ လက်ကမ်းမှာအလုံးရှိတယ်ဘုရားလို့ပေါ့နော်ဆေးကေလာပမှုတိကနေအခုလိုမျိုးပေါ့နောက်ဆုံးဘုရားကိုဘုရားနိုင်တယ်ကိုယ့်ကိုကဲလုံးနိုင်တာကအဓိကကြတယ်နော်ဒါကြောင့်မလို့ဆရာကိုဝန်ကြီးစုပြန်တယ်ကောင်းကောင်းဒီစီးပွားရေးပါလေကျွန်တော်ရဲ့စာအုပ်လေးကတော့ဒီရန်ကုန်မြို့မန္တလေးမြို့စတဲ့ဆိုင်မြို့ကြီးတွေနဲ့အဲစာအုပ်ဆိုင်တော်တော်များများမှာလည်းအခုတော့ရောက်နေပါပြီဆိုတော့မိစုတို့အားပေးလို့ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့စာအုပ်ကတော့ဒီစာအုပ်ဆိုင်ကြီးထဲမှာတင်ထားသလိုဂျမိုက်စာအုပ်ဖြစ်တဲ့အတွက်လင်းမြန်မာ application အနေနဲ့ order တင်ပြီးတော့ဝယ်လို့ရပါတယ်လင်းမြန်မာ application ကတော့ဒါ download လုပ်ပြီးတော့သုံးလို့ရတယ်ပေါ့နော်စာအုပ်ဝယ်ယူလို့ရှိရင်လင်းမြန်မာမိသားစုကနေပြီးတော့သူက discount ပေးမဲ့ season တွေလည်းရှိတယ်လို့သိရပါတယ်အဲကျွန်တော်ရဲ့စာအုပ်လေးကိုဝယ်ယူဖတ်ရှုသည်ဖြစ်စေမဖတ်ရှုသည်ဖြစ်စေဒီ season လေးကိုကြည့်နေတဲ့ဒီသက်ဆိုင်ရာနာမည်ကြီး media တွေက အကြီးကြီးသူအားလုံးကိုကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်အဓိကတော့စာအုပ်ရောင်းခြင်းရောင်းရခြင်းမရောင်းရခြင်းဆိုတာတက်ကျမကြီးဘူးသူတာရရသွားစေခြင်းနဲ့ရွေရင်းပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်